ဂရီဝေါ်ဟိုတယ်ကြောင့်ခင်မွန်းတဲ့နယ်သမီးလေးနှစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီဖြစ်တဲ့မန်နင်းနှင်းရွှေပရိသတ်များအလုံးမဲမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်မတ်လ28ရက်နေ့မှာဖြစ်သွားခဲ့တဲ့ငလင်ဘေးမှာဝန်내ကြေကွဲပေရာအဖြစ်အပျက်တွေကယင်းနှင်းပွဲရာအဖြစ်မြန်မာတိုင်းနိုင်ငံလုံးကကြားသိခွင့်ရနေမှာဖြစ်ပါတယ် အခုလည်းမန္တလေးမြို့က Grey War Hotel ပြိုကျမှုကအားလုံးကိုရင်ခွဲပလက်ဖြစ်စေခဲ့တာကတော့အမှန်ပါပဲ။မက်စလာ28ရက်နေ့ကလုခဲ့ခဲ့တဲ့ငလင်ဘေးကြီးအတွင်းမှာမန်နင်းနှင်းရွှေရဲ့ခင်ပွန်းတဲ့တမီလီနှစ်ယောက်နဲ့အတူအင်အကူမိန်ကလေးအပါဝင် Grey War Hotel ထဲမှာပိတ်မိသွားပြီးတော့မန်နင်းနှင်းရွှေတယောက်သာအသက်ရှင်တန်လွတ်မြောက်ခဲ့ပါတယ်။ဒါကြောင့်လည်းမန်နင်းနှင်းရွှေတယောက် Grey War Hotel ပြိုကျမှုမှာခင်ပွန်းတဲ့နဲ့တမီလီနှစ်ယောက်အသက်ရှင်လျက်နဲ့ငလင်လှုပ်ပြီးတော့တပတ်ကျော်ကြာတဲ့အထိစောင့်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။အထူးသဖြင့်တော့ Grey ဝဟတဲကကဲစဲကြီးလောက်ခင်မပေးလို့မန်နင်းနှွေတယောက်အယူတစ်ပိုင်းဖြစ်ခဲ့တာပါအခုတခါမှာတော့ငလင်းလောက်ပြီး73ရက်အကြာမှာကလေးအဖေကသမီးလေးတွေနဲ့အတူ အင်ရကူမင်းကလေးကိုပါကကွယ်ပေးရင်းနဲ့ရုံအလောင်းတွေ့တယ်ဆိုတော့မကြားကျင်တဲ့သတင်းစိုးနဲ့အတူရင်ခွဲပလက်ဖြစ်ခဲ့ရတာကတော့မနင်းင်းရွှေဖြစ်ပါတယ်။ဒါကြောင့်တနင်္ဂနွေလုံကပရိသတ်တွေကတော့မနင်းင်းရွှေကိုစားရင်ခွဲပလက်ခန်းစားဝန်းနေနေရပါတယ်။အထူးသဖြင့်မနင်းင်းရွှေရဲ့ခင်ဘောနဲ့သမီးလေးနှစ်ယောက်ရဲ့ dead body ရုံအလောင်းကိုရှာတွေ့စဉ်အနေထားကအဆောက်အဦပြိုကျမှုထံကြောင့်အသက်ဆုံးရှုံးသွားခဲ့တာမျိုးမဟုတ်ဖ ೇನೆ ကယ်ဆယ်ရေးတွေအချိန်မီမရောက်လာလို့အောက်ဆီဂျင်နဲ့အစာရေစာပြတ်ကဆုံးပါသွားတဲ့ပုံစံမျိုးဖြစ်နေရကြောင်း ကြံရည်သူမန္တလေးရွှေနဲ့ဒီတင်းစိုးကိုကြားရတဲ့သူပေါင်းကပို့ပြီးတော့ဝန်းထဲကြီးခွဲကြားရတာဖြစ်ပါတယ်။ဒီအတွက်ကြောင့်လည်းလူတွေကိုအချိန်မီကယ်ဆယ်ခွင့်မပေးတဲ့ Great Wall Hotel ကိုလူတွေကတော်တော်လေးစိတ်ဆိုးဒေါသထွက်နေကြတာဖြစ်ပါတယ်။မန္တလေးရွှေရဲ့ခင်ပွန်းဖြစ်သူကအခုမှအသက်18နှစ်သာရှိသေးတာဖြစ်ပြီးတော့တမီးအကြီးကတော့အသက်9နှစ်နဲ့တမီးငယ်ကတော့2နှစ်အရွယ်တမီးငယ်လေးပဲဖြစ်ပါတယ်။ဒီလိုမျိုးပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးအဖြစ်ကနေခင်ပွန်းဖြစ်သူနဲ့တမီးနှစ်ယောက်ကဟိုတယ်ထဲမှာပြိမိနေခဲ့တဲ့အတွက် ခင်ပွန်းတဲ့နဲ့တမီလေးနှစ်ယောက်အထဲမှာအသက်ရှင်လျက်ပိမိနေတာကိုယုံကြည်နေတဲ့မန်းနေနေရွှေကမီဒီယာအင်တာဗျူးတွေထဲမှာကဲဇဲရေးသမားတွေကိုအထက်ထက်ခါခါတောင်းပန်ပြီးတော့မိသားစုကိုကဲတင်ပေးဖို့ငိုယူပြောဆိုနေရပါ ဟိုတယ်တွေကနေပြန်လည်လွတ်မြောက်လာတဲ့ NDG ရဲ့ပြောပြချက်အရဆိုရင်တမီးလေးကမမဆိုပြီးတစ်ချိန်လုံးအုံငုံနေပြီးတော့ခင်မုန်းတဲ့ကလည်းအကူအညီတောင်းနေသေးပဲလို့သိရပါဗျ။ဒါကြောင့်မနင်းနှင်းရွှေကသူမရဲ့မိသားစုအသက်ရှင်ကျန်ရင်မယ်ဆိုတာယုံကြည်ထားပါတယ်။ဒါမှမြည်သူတော့အကြောင်းရင်းမှန်းမသိပဲ Grey War Hotel ဘက်ကပိတ်မိနေတဲ့လူတွေကိုကယ်ဆယ်ရေးလုပ်ခွင့်မပေးခဲ့ပါဘူး။ဒီလိုနဲ့ပဲမနင်းနှင်းရွှေမိသားစုကဟိုတယ်ထဲမှာပိတ်မိတာ၁၄ရက်အကြာမှာပဲ Dead Body ကိုရှာတွေ့ခဲ့ပါတယ်။ ဟိုတယ်တွေကရှာတွေ့ရတဲ့ပုံစံရတော့မန်နေနေရွှေရခင်ပုံဖြစ်သူကသမီးလေးတွေကိုအပေါ်ကနေကောက်ွယ်ပေးထားတဲ့ပုံစံအတိုင်းသိဆုံးနေရဖြစ်ပါတယ်။ဒါအပြင်ရုပ်အလောင်းတွေကပုံတောင်မပြတ်သေးသလိုကလေးတွေကလည်းအိတ်နေသလိုဖြစ်နေရကြောင်းဟိုတယ်ပြိုကျစဉ်ရဲ့အတန်းရာကြောင့်သိဆုံးတာမဟုတ်ပေ။ကယ်ဆယ်ရေးမရောက်လာလို့အသက်ဆုံးရှုံးတဲ့ပုံစံဖြစ်နေရပါ။တကယ်လို့ Grey Wall Hotel ဘက်ကသာအမြန်သာရှာခွင့်ပြုလိုက်ရင်အခုလိုမျိုးအဖြစ်ပြက်မျိုးမဖြစ်မှာဖြစ်ပါတယ်။ Grey Wall Hotel ကဘာအကြောင်းကြောင့်မှမသိပေမဲ့ကယ်ဆယ်ရေးတွေကိုသူတို့ရဲ့ဟိုတယ်နားကိုကပ်ခွင့်မရတာပါ။ဒါကြောင့် ဂရီဝဟိုတယ်ထဲမှာဖုံးကွယ်ထားတဲ့အရာတွေရှိနေလို့တောင်းထင်ကြီးပေးကြပါရယ်။ဘာပဲဖြစ်ဖြစ်မနှင်းနှင်းရွှေကတော့ချက်စရာတမီလီနှစ်ယောက်နဲ့အတူခင်ပွန်းတဲ့ကိုဆုံရှုံလိုက်ရပါပြီ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမနှင်းနှင်းရွှေပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။